ဆက်အနီး library မှာချိုးဆိုလိုက်ပါတယ်ဗျကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာအကြောင်းအရာတွေကိုကျွန်တော်တို့လိုပဲနိုင်ငံတကာအကြောင်းအရာကိုစိတ်ဝင်စားတဲ့သူတွေအချိန်ပေးပြီးတနေရာစီ library ဖတ်ရှုနိုင်သူတွေနဲ့အခိုင်အမာပြန်လည်တိဆောက်လို့သူတွေအတွက်အထောက်ပံ့ဖြစ်စေရမျှော်ပြီးပေးချင်တာဖြစ်ပါတယ်အဲ့ဒီထဲမှာဒီ what happens now ဆိုတဲ့အစီအစဉ်ကတော့နိုင်ငံတကာမှာလက်လော့ဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်နေတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုစူးစီးမျှော်ပြီးတာဖြစ်ပါတယ်ဒီနေ့ကတော့အကြောင်းအရာ အများကြီးညှောက်ရတာမျိုးမဟုတ်ပဲねအเจ้าကြီးတခုတည်းကိုပဲညှောက်ရမှာဖြစ်ပါတယ်အဲ့ဒါကတော့တရုတ်နဲ့ဂျပန်အကြားမှာလက်တလောစိတ်ဝင်စားစရာစောင့်ကြည့်ရမယ်တင်းမာလာမှုနေပါပြောရမယ့်အပိုင်းဒီမှာကတော့ကျွန်တော်တို့ဒီပြဿနာရဲ့အစနဲ့နိုဝင်ဘာ9ရက်ကနေပြီးတော့ နိုဝင်ဘာ15ရက်နေ့အကြာမှာရက်စင်လိုက်ဖြစ်ခဲ့တဲ့ဖြစ်ရချင်းတွေပေါ့အဲ့မှာတော့ဖြစ်တဲ့စတင်တာတွေတစ်ဖက်တုံ့ပြန်မှုတွေပြီးသွားရင်ပြန်လည်ကန့်ကွက်မှုတွေနဲ့အရေးယူဆောင်ရွက်မှုတွေအဲ့ဒီအကြောင်းတွေပေါ့ပြီးသွားရင်တော့တရုတ်နိုင်ငံရဲ့ပြင်းထန်တဲ့တုံ့ပြန်ပြောကြားချက်တွေအဲ့နောက်မှာကတော့ဂျပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်စကားပေါ့ဘာကြောင့်ပြင်းပြင်းထန်ထန်တုံ့ပြန်ရတာလဲဆိုတဲ့အဖြေနဲ့နောက်ဆုံးမှာကတော့ဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်ဆိုင်ရာမှတ်ချက်ပေါ့ဂျပန်နိုင်ငံအတွင်းကသဘောထားနဲ့တုံ့ပြန်မှုတွေကိုစူးစီးမျှဝေပြီးသွားမှာဖြစ်ပါတယ်ဗျာ ပထမဆုံးအနေနဲ့ကတော့ပြဿနာစတင်ဖြစ်ပွားတာကနေပြီးတော့ရက်စင်လိုက်ညဝေပြီးတော့မှဖြစ်ပါတယ်။ဂျပန်ဝန်ကြီးချုပ်တက္ကိုက်ချီဆန္နာအေးကနိုဗ ెంబ ာ9ရက်တောက်ကြာနေ့ကပြုလုပ်ခဲ့တဲ့အောက်လွှတ်တော်ဘတ်ဂျက်ကော်မတီအစည်းအဝေးမှာထိုင်းဝမ်မှာစစ်အင်အားအသုံးပြုရနိုင်တဲ့အရေးပေါ်အခြေအနေဖြစ်လာရင်ဒါကိုရှင်သန်မှုပေါ်အနေနဲ့ပြုတဲ့အခြေအနေတရားဖြစ်မှတ်ယူနိုင်တယ်ဆိုပြီးပြောကြားသွားခဲ့ပါတယ်။ ခံမှာဖြစ်ပေါ်လာမဲ့စည်ရေးအခြေအနေပေါ်စည်ရေးအရေးပေါ်အခြေအနေတွေဟာဂျပန်ရဲ့ရှင်သန်မှုကိုချိန်ချောက်မဲ့အခြေအနေတစ်ခုဖြစ်အမှတ်ယူနိုင်တယ်ဆိုတဲ့သဘောပြောတာဖြစ်ပါတယ်။ Mrs. Takaichi ကဖြစ်လာနိုင်ခြေရှိတဲ့အဆိုးရွားဆုံးအခြေအနေတစ်ခုကိုစဉ်းစားပြီးအဲ့ဒီလိုမှတ်ချက်ပေးခဲ့တာဖြစ်ပြီးတော့အဆိုးရွားရဲ့လက်ရှိရည်တည်ချက်ကိုပြောင်းလဲမှာမဟုတ်ဘူးလို့နောက်ပိုင်းမှာပြောကြားခဲ့ပါတယ်။အဲ့ဒီပြောကြားမှုရဲ့အစပိုင်းပြောကြားချက်ဟာဒီဖြစ်စဉ်ရဲ့အစလို့ပဲပြောရမှာဖြစ်ပါတယ်။ အခြားသော business point တွေများစွာရှိကောင်းရှိနေနိုင်ပေမဲ့ဒါဟာ breaking point လို့ပြောလို့ရတဲ့အခြေအနေပါအဲ့လိုပြောဆိုပြီးတဲ့နောက်တစ်ရက်ဖြစ်တဲ့ November 8ရက်နေ့မှာတော့ Osaka မြို့မှာရှိတဲ့တရုတ်ကောင်စစ်ဝင်ချုပ် Xie Zhen ကဝင်ရက်ဝင်ရောက်စွပ်ဖက်မှုပြုတဲ့ညပတ်တဲ့လေဝင်းကိုခဏမဆိုင်မဲ့ဖြတ်ပြင်ရမယ်လို့လူမှုမီဒီယာ X မှာတုံ့ပြန်ရေးသားဖော်ပြခဲ့ပါတယ်ဒီရေးသားမှုနဲ့ပတ်သက်ပြီးဂျမန်အစိုးရအဖွဲ့အတွင်းဝင်ချုပ်ခီဟာရာမီနိုရူက သူ့အနေနဲ့အဲ့ဒီရေးသားချက်ကိုသတိထားမိတယ်လို့သတင်းတောက်တွေကိုနိုဝင်ဘာ10ရက်နေ့မှာပြောကြပါတယ်။ဒါအပါကိုရည်ရွယ်တဲ့ဆိုတာကိုရှင်းရှင်းလင်းလင်းမသိရပေမဲ့လို့အဲ့ဒီမှတ်ချက်ကတော့တရုတ်တန်တမန်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ရဲ့အကြီးအကဲတဦးအနေနဲ့အတော်လေးမသိလျော်ဘူးလို့သူကပြောကြားသွားပါတယ်။ဂျပန်ဆိုရကလည်းဒီကိစ္စရဲ့အတွက်တရုတ်ကောင်စစ်ဝင်ချုပ်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းပြောဆိုခဲ့ပါတယ်။ ဂျပန်ဆိုရတရုတ်ဘက်ကိုအဲ့ဒီရေးသားချက်ချက်ချင်းဖြတ်ဖို့တောင်းဆိုခဲ့ပြီးတဲ့နောက်တော့အဲ့ဒီရေးသားချက်ကိုဖြတ်ခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့မစ္စတာကီဟာရာက ပြောကြားခဲ့ပါတယ်။ဂျပန်အာဏာရနဲ့တိုက်ခိုက်ပါတီတွေရဲ့အဖွဲ့ဝင်အချို့ကတော့အဲ့ဒီကောင်စစ်ဝင်ချုပ်ကို personal non grata မလိုလားအပ်သူအဖြစ်ပြည်နယ်နယ်ပေးတာအပါအဝင်ရေးရွဆောင်မှုတွေပြုလုပ်ဖို့တောင်းဆိုမှုတွေပေါ်ပေါက်ခဲ့ပါတယ်။ဒီလိုနဲ့နိုဝင်ဘာ23ရက်နေ့ကျတော့တရုတ်ဒုတိယနိုင်ငံရဲ့ဝင်ကြီးဆန်ဝီဒုံကတရုတ်နိုင်ငံဆိုင်ရာဂျပန်သံအမတ် ကနာစုကီကန်ဂျီကိုဂျပန်ဝန်ကြီးချုပ်ရဲ့ပြောကြားမှုနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ကန့်ကွက်ဖို့စင့်ခေါ်ခဲ့တယ်လို့တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနဘက်ကပြောကြားလာခဲ့ပါတယ်။ပေကျင်းကဂျပန်တမ်မတ်ကိုစင့်ခေါ်တာကနှစ်နှစ်ကျော်အတွင်းမှာဒါဟာပထမဆုံးအကြိမ်ဖြစ်မှာပါ။ဘာဖြစ်လို့လဲဆိုတော့နောက်ဆုံးစင့်ခေါ်ခဲ့တာက2023ဩဂတ်စ်လမှာတုန်းကဖြစ်ပြီးတော့အဲ့ဒီတုန်းကတော့ဂျပန်နိုင်ငံကဖူကူရှိမားဒါအီချီနျူကလ িয়ার ဆွဲအုံဒါအဘိဆက်အုံကစွန့်ပစ်ရည်တွေကိုပင်လယ်ထဲကိုစွန့်ထုတ်ဖို့ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီးတမ်မတ်ကြီးကိုစင့်ခေါ်ခဲ့တာဖြစ်ပါတယ်။ မစ္စတာဆန်ကမစ္စတာကာအီချီရဲ့မှတ်ချက်ဟာအလွန်အမင်းအနေရရှိတဲ့မှတ်ချက်ဖြစ်တယ်။သူပြောတဲ့စကားဟာတရုတ်ဂျပန်ဆက်ဆံရေးရဲ့နိုင်ငံရေးအခြေခံအုတ်မြစ်ကိုပြပြားစေပြီးတော့ပြည်သူလူထုရဲ့စိတ်နေသဘောထားကိုနက်နက်ဆိုင်ဆိုင်ထိခိုက်စေတဲ့အပြင်ဒါကိုတရုတ်နိုင်ငံသား1.4ဘီလီယံကတင်းကြီးခံမှာမဟုတ်ဘူး။ ထိုင်ဝမ်ဟာတရုတ်ရဲ့အဓိကကျိုးစီးပွားတွေရဲ့ဗိုလ်ချုပ်မှရှိပြီးတော့ဒီမြေနီကိုလုံးဝမထိရဘူးအဲ့ဒီလိုမဟုတ်ရင်ဂျပန်အနေနဲ့အကျိုးဆက်တွေအားလုံးရင်ဆိုင်ရနိုင်မယ်လို့မစ္စတာဆန်ကပြောခဲ့တယ်ဆိုပြီးနိုင်ငံသားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်တရုတ်နိုင်ငံဆိုင်ရာဂျပန်တမ်မတ် မစ္စတာကနဆူဂီကတော့သူစင့်ခေါ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မစ္စတာဆန်ရဲ့ပြောဆိုချက်တွေကိုညှင်းပယ်ခဲ့ပြီးမစ္စတာဂိုင်ချီရဲ့ပြောခဲ့တဲ့စကားတွေရဲ့ကြီးရွယ်ချက်နဲ့ဂျပန်အစိုးရရဲ့ရည်တည်ချက်ကိုရှင်းပြခဲ့တယ်ဆိုပြီးဘေဂျင်းမှာရှိတဲ့ဂျပန်တန်ယုံကပြောပါတယ်။အဲဒီမှာပဲဂျပန်နိုင်ငံသားရဲ့ဝန်ကြီးမိုချက်ခီတိုရှိမတ်ဆူကတမ်မတ်ကနဆူဂီအနေနဲ့ မစ္စတာဂီချီရဲ့မှတ်ချက်အတိတ်ပဲကိုတရားဖက်ကိုထပ်မံရှင်းလင်းပြောကြားခဲ့ပြီးတော့ကန့်ကွက်မှုကိုပြည့်ပြတ်တသားပယ်ချခဲ့တယ်ဝန်ကြီးချုပ်ရဲ့မှတ်ချက်ဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်နေခြင်းမရှိကြောင်းနဲ့ပြန်လည်ရုပ်သိမ်းဖို့မလိုအပ်ကြောင်းပြောကြားသွားခဲ့ပါတယ်ဂျပန်ဆိုရကမစ္စတာဂီချီရဲ့မှတ်ချက်ဟာထိုင်ဝမ်နဲ့ပတ်သက်တဲ့ဂျပန်နိုင်ငံရဲ့ယက်တီချက်ကနေလွှဲချော်ခြင်းမရှိဘူးအဲ့ယက်တီချက်က1982ဂျပန်တရုတ်ပူးတဲ့ကြေညာချက်မှာဖော်ပြထားတဲ့အတိုင်းပြောင်းလဲခြင်းမရှိဘူးလို့ရှင်းပြခဲ့တယ်လို့သိရပါတယ် ဒီလိုနဲ့နောက်တနေ့ဖြစ်တဲ့နိုဝင်ဘာ14ရက်နေ့မှာတော့တရုတ်နိုင်ငံကြီးဝန်ကြီးဌာနကကြေညာချက်တစ်စောင်ထုတ်ပြန်လာခဲ့ပါတယ်။အဲဒီမှာတကိုင်းချစ်ကောက်ထိုင်ဝမ်နဲ့ပတ်သက်ပြီးရန်စတဲ့မှတ်ချက်ကိုပြောကြားခဲ့ပြီးတော့တနင်္ဂနွေအပြည့်အလန်ကုလူဆက်ဆံမှုအနေထားပေါ်အပြတ်သဘောဆောင်တဲ့တက်ရောက်မှုဖြစ်စေခဲ့တယ်ဆိုတဲ့ပေါ်ပြမှုမျိုးတွေပါဝင်လာခဲ့ပြီးတော့ဂျပန်နိုင်ငံမှာရှိတဲ့တရုတ်လူမျိုးတွေရဲ့ဘဝနဲ့ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုတွေအနေရရှိတဲ့အနေထားဖြစ်နေပြီးတော့ဒေသနွတ်လုံခြုံရေးအခြေအနေတွေကိုပြေဝဂယူပြုဖို့တိုက်တွန်းခဲ့ပါတယ် ပြီးတော့ဂျပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်ကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်နိုင်ငံသားတွေဂျပန်ကိုလဲပတ်သွားတာရှောင်ကျဉ်ဖို့တရုတ်အာဏာပိုင်တွေကတိုက်တွန်းချက်ထွက်ပေါ်လာခဲ့တယ်လို့သိရပါတယ်။ဒီနှစ်အစကနေစက်တင်ဘာအထိကဂျပန်နိုင်ငံကိုတရုတ်နိုင်ငံကနေသွားတဲ့ခီးတွေဥယျာဉ်ကစုစုပေါင်း9.48တန်ရှိတယ်လို့ဂျပန်ခီးသွားလုပ်ငန်းအဖွဲ့အစည်းကထုတ်ပြန်ချက်ပြုလုပ်ထားပါတယ်။ဒီကိန်းကနေနေဟာနိုင်ငံရဲ့ဒေတာအားလုံးမှာအမြင့်ဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။တနည်းအားဖြင့်ပြောရရင်တရုတ် ဂျပန်နိုင်ငံကိုလာတဲ့ပြည်ပခီးသွားတဲ့မှာတရုတ်လူမျိုးဟာအများဆုံးလို့ပြောရမှာဖြစ်ပါတယ်။အဲလိုမျိုးတရုတ်ခီးသွားအများပြားဂျပန်ကိုလာရောက်တာဟာကောင်းကျိုးဆိုးဖြစ်တွေတော့ရှိနေခဲ့တယ်လို့ဆိုပါတယ်။နိုင်ငံအတွက်များစွာလိုအပ်နေတဲ့စီးပွားရေးမြင့်တင်မှုကိုရရှိစေတဲ့အကျိုးမြတ်ရရှိတယ်လို့ဘေးရဆိုးကျိုးအနေနဲ့ကတော့အချို့တွေကတရုတ်စန့်ကျင်ရေးနဲ့နိုင်ငံသားစန့်ကျင်ရေးတုံ့ပြန်မှုတွေကိုလည်းထွက်ပေါ်စေတယ်ဆိုပြီးတုံ့ပြန်သုံးသပ်မှုတွေရှိပါတယ်။ နိုင်ငံရေးဝန်ကြီးဌာနနဲ့ဂျပန်နိုင်ငံမှာရှိတဲ့တရုတ်တန်ယုံနဲ့ကောင်စစ်ဝင်ယုံတွေကတရုတ်နိုင်ငံသားတွေအနေနဲ့လက်တလုံးမှာဂျပန်ကိုခီးသွားခြင်းရှောင်ကျဉ်မှုလေးနဲ့စွာသတိပေးအပ်တယ်ဆိုပြီးထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ဂျပန်မှာရှိတဲ့တရုတ်တန်ယုံကတက္ကလကလာအတွင်းဂျပန်ခေါင်းဆောင်တွေကထိုင်ပေနဲ့ထိုင်ဝမ်ကိုဆိုလိုတာပါ။နဲ့ပတ်သက်ပြီးတော့ပုံမှန်လေးလေးလှုပ်ဇော်တဲ့အမှတ်ချက်တွေပေးလာနေတယ်။ဒါကလူလူချင်းဖလှယ်မှုအခြေအနေတွေပေါ်ဆွဆွရွရွထိခိုက်စေပြီးတော့ဒီအခြေအနေဟာဂျပန်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေရဲ့ပုံကိုယ်ရေးဆိုင်ရာလုံခြုံမှုနဲ့အသက်အန္တရာယ်ကိုသိတာထင်ရှားစွာအန္တရာယ်ရှိစေကြောင်းပြတ်တာဖြစ်တယ်ဆိုပြီးတော့ WeChat မှာ post တင်ခဲ့ post တင်ခဲ့တယ်လို့သိရပါတယ်။ဒီထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီးနောက်တစ်ရက်မှာဂျမန်အစိုးရအဖွဲ့အတွင်းဝင်ချုပ် Minoru Kihara ကသတင်းထုတ်တွေကိုတရုတ်စိုးရဲ့အကြံပြုချက်ကမဟာဗျူဟာချပြီးအပြန်အလှန်ကျိုးရှိတဲ့ဆက်ဆံရေးကိုမြင့်တင်ခြင်းနဲ့ကန့်ညီမှုမရှိဘူး။လက်ရှိအခြေအနေကနိုင်ငံအစိုးရတွေအကြမ်းမှာအမြင့်မတူတာသဘောထားကွဲမှုတွေကြောင့် ဖြစ်ပြီးတော့နိုင်ငံခြားအလွှာအသီးသီးမှာအပြန်အလှန်ဆက်သွယ်ချိတ်ဆက်မှုထားရှိဖို့တကယ်အရေးကြီးတယ်ဆိုပြီးဒီနေ့တော့ဒီကိုပြောကြားသွားခဲ့ပါတယ်။အဲ့ဒီပြင်ဂျပန်ဆိုရကလည်းတရားဝင်ကန့်ကွက်လာတဲ့အကြောင်းတင်ခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံကသူ့နိုင်ငံသားတွေဂျပန်ကိုလည်းပတ်သွားတာရှောင်ကြဉ်ဖို့တိုက်တွန်းပြီးနောက်တစ်ရက်ဖြစ်တဲ့နိုဝင်ဘာ15ရက်နေ့မှာတော့ဟောင်ကောင်ဆိုရကဂျပန်နိုင်ငံကိုခီးတော်ဖို့စီစဉ်နေတဲ့ဒါမှမဟုတ်ဂျပန်မနိုင်ငံမှာနေထိုင်နေတဲ့ဟောင်ကောင်သူဟောင်ကောင်သားတွေအနေနဲ့သတိထားကြဖို့တိုက်တွန်းချက်ပေါ်ထွက်ခဲ့ပြန်ပါတယ်။ ဟန်ကောင်လုံခြုံရေးဘူရိုကဂျပန်ကိုတောင်းတာနဲ့ပတ်သက်ပြီးနောက်ဆုံးချက်လက်တွေကိုအင်တာနက်ဆာမျက်နှာပေါ်တင်လာခဲ့တာပါဟန်ကောင်လုံခြုံရေးဘူရိုက2025နှစ်လပိုင်းကစပြီးဂျပန်မှာတရုတ်နိုင်ငံသားတွေတိုက်ခိုက်ခံရတဲ့ဖြစ်ရပ်တွေတိုးလာနေတယ်လို့ပါဝင်ခဲ့ပြီးတော့ဟန်ကောင်ခီးတယ်အနေနဲ့ဂျပန်နိုင်ငံကတရုတ်တန်ယုံနဲ့ကောင်စစ်ဝင်ယုံတွေစီကကြီးညာချက်တွေကိုအွန်ဆိုက်လေးလာတင်တယ်လို့ဆိုသွားပါတယ် ဂျပန်ဟာဟောင်ကောင်မှာနေထိုင်တဲ့သူတွေအတွက်လူကြိုက်အများဆုံးခီးသွားနေရာတွေကတစ်ခုဖြစ်ပြီးတော့ဂျပန်ရဲ့ခီးသွားလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းကထုတ်ပြန်တဲ့အချက်လက်တွေအရဆိုလို့ရှိရင်2024အတွင်းဟောင်ကောင်ကနေဂျပန်ကိုလာရောက်တဲ့ခီးသွားဧည့်သည်က1.68တန်းလောက်ရှိတယ်လို့သိရပါတယ်။ဒါကနိုင်ငံဒါမှမဟုတ်ဒေသအလိုက်မှာဆိုလို့ရှိရင်ပြည်စမအများဆုံးဖြစ်တယ်လို့လည်းဆိုပါတယ်။ အဲ့တော့နှစ်မတူပေမဲ့လည်းရေပေါ်ရအားဖြင့်ကြည့်လိုက်ရင်တရုတ်နဲ့ဟောင်ကောင်ကနေပြီးတော့ဂျပန်ကိုအလဲပတ်သွားတဲ့ခီးသွားအရေးအတွက်ကတစ်နှစ်ကို10သန်းရဲ့အထက်မှာရှိနေတယ်လို့တွက်ချက်ရမှာဖြစ်ပါတယ်။တရုတ်ကသူ့နိုင်ငံသားတွေကိုဂျပန်မသွားဖို့တိုက်တွန်းပြီးတရက်ကြာဟောင်ကောင်ကလည်းဂျပန်ကိုအလဲပတ်သွားတာရှောင်ကျဉ်မှုတိုက်တွန်းတဲ့နိုဝင်ဘာ15ရက်နေ့မှာပဲတရုတ်နိုင်ငံအကြီးဆုံးနေချောင်းလိုင်းတွေကဒီနှစ်မကုန်ခင်ဂျပန်ခီးစဉ်အတွက်အပြည့်အဝပြန်အန်းငွေပြီးမယ်ဆိုပြီးကန့်လန့်ခဲ့ပါတယ်။ Air China, China Southern နဲ့ China Eastern တို့က November 15ကနေ December 31ရက်ထိလေယာဉ်ခီးစဉ်တွေအတွက်ဂျပန်ခီးစဉ်လက်မှတ်ကိုင်ဆောင်ထားသူတွေဝယ်ယူထားသူတွေကိုငွေပြန်အမ်းတာဒါမှမဟုတ်ခီးစဉ်ပြောင်းလဲတာတွေခွင့်ပြုပေးသွားမယ်ဆိုပြီးထုတ်ပြန်လာခဲ့ပါတယ်။ဒါကတော့ရက်စဲလိုက်ဖြစ်ပွားခဲ့တဲ့အခြေအနေတွေပါ။အဲ့တော့ဒီဖြစ်ရက်တွေနဲ့ပတ်သက်လို့တရုတ်နိုင်ငံရဲ့ပြင်းထန်တဲ့တုံ့ပြန်ပြောကြားချက်တွေကိုတစ်ချက်ကြည့်အောင် နိုဗ ెంబర్ 14ရက်နေ့မှာတရုတ်ကဝဲဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကျန်းပင်ကတကိုက်ချီရဲ့စကားတွေဟာအလွန်တောင်ပေမဲ့ပြီးတော့အနေရရှိတယ်ဆိုပြီးပြောကြားခဲ့ပါတယ်။ဂျပန်ကတမိုင်းကနေသင်ကန်းစာမယူဘဲအနေရကိုစွန့်စားပြီးတော့ထိုင်ဝမ်အရေးမှာစစ်အင်အားကိုအသုံးပြုဝင်ရောက်စွပ်ဖက်ရင်တမနီစိတ်သက်ရှိတဲ့ပြည်သူလူမျိုးရေးတပ်မတော်ကိုဆိုးရွားစွာရှုံးနိမ်ပြီးတမိုးကြီးကြီးပိတ်ဆက်ရမယ်ဆိုပြီးတော့ကြေညာချက်မှာပြောကြားခဲ့တယ်လို့သိရပါတယ်။ ဲ့လိုပဲတရုတ်နိုင်ငံနိုင်ငံသားကြီးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်ချန်းကလည်းတကိုင်းချီရဲ့မှတ်ချက်စကားတွေကတရုတ်ရဲ့ပြည်တွင်းရေးမှာစွန့်ဖက်မှုသဘောဆောင်နေပြီးတော့ဂျပန်တရုတ်နှစ်နိုင်ငံဆက်ဆံရေးပေါ်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်စေတယ်ဆိုပြီးပေကျင်းကသတင်းစာရှင်းလင်းပွဲတစ်ခုမှပြောသွားပါတယ်တကယ်လို့ဂျပန်အနေနဲ့ထိုင်ဝမ်ကြီးလက်ချာအရေးမှာစည်ရေးရချောင်းဝင်ဆွပ်ဖက်ရဲတယ်ဆိုရင်ဒါကရန်လုံမှုလောက်ရတဲ့ဘောဆောင်းလိမ့်မယ်အဲ့ဒီကြရင်တရုတ်အနေနဲ့ပြပြတတပြန်တိုက်ခိုက်မှာဖြစ်တယ်ဆိုပြီးပြောသွားခဲ့ပါတယ် တရုတ်နိုင်ငံပိုင်းရုပ်သံ CCTV နဲ့ဆက်နွယ်ပေါင်းစည်းမှုရှိတဲ့ဆိုတော့ social media account တစ်ခုက November 12ရက်နေ့မှာတက္ကသိုလ်ကြီးကိုပြဿနာဖန်တီးသူလို့ပြောဆိုပြီးသူ့အနေနဲ့စီမထားပဲအခုလိုမှတ်ချက်တွေဆက်ပြောနေရင်ပေးဆက်ရလိမ့်မယ်လို့သတိပေးတဲ့ post တစ်ခုတင်ခဲ့တယ်လို့လည်းသိရပါတယ်ဆိုတော့ဒီပြောခဲ့တဲ့စကားပေါ်မှာ ဘာကြောင့်ဒီလောက်ပြင်းပြင်းထန်ထန်တုံ့ပြန်နေကြရတာလဲဂျပန်ဝန်ကြီးချုပ်ရဲ့အမှတ်ချက်စကားပေါ်ပြင်းပြင်းထန်ထန်တုံ့ပြန်ရတဲ့အဓိကအချက်ကဘာလဲဆိုတာကိုကြည့်ရင်အကြောင်းရှိပါတယ်ဂျပန်ဝန်ကြီးချုပ်ကဒီပြောကြားချက်အပေါ်မှာအခုလိုအလေးနက်ထားရှုတ်ချတုံ့ပြန်နေကြတာအကြောင်းရှိပါတယ်အဲ့ဒါကဝန်ကြီးချုပ်သုံးနှုံးသွားတဲ့အသုံးနှုံးပါထိုင်ဝမ်ရဲ့အရေးပေါ်အခြေအနေတည်ရရမှာဂျပန်နိုင်ငံထိုင်ဝမ်ရဲ့အရေးပေါ်အခြေအနေတည်ရရဟာဂျပန်နိုင်ငံရဲ့ရှင်သန်ရည်တည်မှုပေါ်ချိန်ချောက်မှုဖြစ်စေတဲ့အခြေအနေဖြစ်နိုင်တယ်ဆိုတဲ့အသုံးနှုံးပါ ဂျပန်နိုင်ငံရဲ့ပြဋ္ဌာန်းဥပဒေအရဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ရှင်သန်ရက်တည်မှုအပေါ်ကိုချိန်ချောက်မှုဖြစ်စေတဲ့အခြေအနေတည်ရလို့သတ်မှတ်ယူဆရင်စုပေါင်းကိုယ်ပိုင်ကာကွယ်အင်အားကိုကျင့်သုံးဝင်ရှိရဲဆိုတဲ့အချက်ကဒီပြဿနာပေါ်ရှုမြင်ဝေဖန်နေကြခြင်းအဓိကအချက်ပဲဖြစ်ပါတယ်။ထိုင်ဝမ်နဲ့အနီးဆုံးမှာရှိနေတဲ့ဂျပန်ကျွန်းဟာအကွာအဝေးအဖြစ်ကီလိုမီတာ100လာရှိတယ်လို့သိရပါတယ်။ ဂျပန်ဝန်ကြီးချုပ်ကဂျပန်အစိုးရရဲ့ကာလရှည်ရှုမြင်သုံးသပ်မှုနဲ့ကိုက်ညီတဲ့သူ့ရဲ့ပြောကြားချက်ကိုပြန်ရုပ်သိမ်းဖို့ရည်ရွယ်ချက်မရှိဘူးလို့ပြောကြားသွားခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်တင့်ဟာပေကျင်းထံကနေဖြစ်နိုင်ခြေချင်းချောက်မှုတွေကိုတံပြန်ဖို့စီရင်အားတိုးချဲ့ရင်းနဲ့အနောက်ပစိဖိတ်မှာရှိနေတဲ့အနီးအနားရေပြင်တွေကအငင်းပွားနေမြေတွေကိုပိုင်ဆိုင်ကြောင်းအရေးဆိုမှုကိုထောက်ခံခဲ့သူလည်းဖြစ်ပါတယ်။အဲ့ဒီအပြင်ဂျပန်စစ်ရှုံးပြီးမှမဟာမိတ်တွေစုပေါင်းရေးဆွဲခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတယ်။ Article 9ဆိုတာကိုပြင်ဖို့လုပ်မယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်စေခဲ့သူဖြစ်ပါတယ်။အဲဒီ article 9ဆိုတာကဂျပန်ကိုစစ်အာဏာနိုင်ငံတစ်ခုပြန်ဖြစ်မလာအောင်ထိန်းချုပ်ထားတာဖြစ်ပြီးတော့အခြားနိုင်ငံတစ်ခုကပြဿနာကိုဖြေရှင်းရင်စစ်ရေးနည်းလမ်း၃ခွင့်မရှိဘဲနဲ့ကိုယ့်နိုင်ငံကာကွယ်ရေးအတွက်ပဲစစ်အာကိုအသုံးပြုခွင့်ရှိတယ်လို့ထည့်သွင်းထားတာဖြစ်ပြီးတော့အစိုးရအဆက်ဆက်နီးပါးလက်ရှောင်ခဲ့ကြတဲ့အချက်လည်းဖြစ်ပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်ဆိုင်ရာမှတ်ချက်ပေါ်ဂျပန်နိုင်ငံအတွင်းကသဘောထားနဲ့တုံ့ပြန်မှုတွေကိုလည်းတစ်ချက်ကြည့်အောင်ပါ ဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်ဆိုင်ရာမှတ်ချက်ပြောကြားခဲ့ပြီး၃ရက်မြောက်ဖြစ်တဲ့နိုဝင်ဘာ၁၀ရက်နေ့မှာဂျပန်ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာဒီမိုကရက်တစ်ပါတီကအောက်လွှတ်တော်မှတ်ဟီရိုရှိအိုဂူရှိကအရင်ဆုံးအဆက်ဆက်ကဒီကိစ္စကိုသတိကြီးကြီးထားပြီးကင်တွယ်ခဲ့တဲ့လျောက်တက္ကိုက်ချီအနေနဲ့သူ့ရဲ့မှတ်ချက်စကားတွေကိုပြန်ရုပ်သိမ်းဖို့ဒိုင်းရက်လွှတ်တော်ကြားနာမှုမှာတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။ပြီးတဲ့နောက်နိုဝင်ဘာ၁၄ရက်မှာတော့ဂျပန်ကွန်မြူနတီပါတီဝင်အထက်လွှတ်တော်အမတ်တာခူယာမာဇူအေက တကိုက်ချီရဲ့မချက်စကားကဂျပန်နဲ့တရုတ်ကြားတင်းမာမှုကိုပိုဆိုးစေပြီးတော့တစ်ဖက်နဲ့တစ်ဖက်မယုံကြည်မှုတွေဖြစ်ပေါ်စေတယ်လို့ပြောကြားလာခဲ့ပါတယ်ဂျပန်ကွန်မြူနတီပါတီဝင်အောက်လွှတ်တော်အမတ်ဖြစ်သူခါဇူကိုရှိဤကလည်းတကိုက်ချီအနေနဲ့ဒီမချက်စကားကိုပြန်ရုပ်သိမ်းဖို့အဲ့ဒီနေ့မှာပဲတိုက်တွန်းလာခဲ့ပြီးတော့ထိုင်ဝမ်ဒေသနဲ့ပတ်သက်ပြီးတကိုက်ချီရဲ့မချက်စကားဟာဆိုရင်ဝန်နိုင်ငံတကာအရေးကိစ္စတစ်ခုအသွင်ဖြစ်ပေါ်စေတယ်ဂျပန်တရုတ်ဆက်ဆံရေးအပြည့်သဘောဆောင်တဲ့လမ်းကြောင်းတိုင်းတိုးတက်ကောင်းမွန်ရေးအတွက်တင်းမာမှုကို ိုအရှိန်မြင့်တဲ့စိမ့်မရန်လိုတဲ့မှတ်ချက်စကားပြောဆိုမဲ့အစားကိုတည်ငြိမ်စွာတွေ့ဆုံဆွေးနွေးမှုအမျှော်မြင်ရှိမှုနဲ့နှစ်နိုင်ငံလုံးကခိုင်ခံမှမှဆုံးဖြတ်ထားတဲ့တူညီဆန္ဒတွေကိုအခြေခံတဲ့လမ်းကြောင်းတိုင်းဆက်လျှောက်လှမ်းမှုလုံးမယ်ဆိုပြီးပြောသွားခဲ့ပါတယ်နိုဝင်ဘာ14ရက်ညနေပိုင်းမှာပဲဂျပန်နိုင်ငံရဲ့လောကကလူပုဂ္ဂိုလ်တွေနဲ့အိုကီနာဝါခရိုင်ရပ်ဖက်အဖွဲ့အစည်းအများပြားကတူချိုမြို့မှာစုဝေးဝဲတစ်ခုကျင်းပပြီးတော့ဂျမန်ဆိုးရအနေနဲ့မကြသေးခင်နှစ်တွေအတွင်းက အိုကီနာဝါ KI မှာလက်နက်ပြင်ဆင်မှုတွေစဉ်ဆက်မပြတ်မြင့်တင်လှုပ်ဆောင်မှုပေါ်ဖြည့်ရှင်းချက်ပေးဖို့တောင်းဆိုပြီးတော့တကိုင်းချီရဲ့ပြောဆိုချက်တွေပေါ်လည်းစိုးရင်ပူပန်ကြောင်းဖော်ပြခဲ့ကြပါတယ်။အဲဒီစုဝေးဘက်မှာဂျပန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် မီဇူဟိုဖူကူရှိမားက တကိုင်းရှိအနေနဲ့ထိုင်ဝမ်မှာရေးကိစ္စရှိတာကိုတည်ရရှိရင်အကြက်တဲ့အခြေအနေဖြစ်ရှုမြင်ဆုံးဖြတ်တယ်ဆိုတာ logic အရရက်တည်ဖို့ခက်ခဲတယ်။ထိုင်ဝမ်ကနိုင်ငံတစ်ခုမဟုတ်ပဲတရုတ်ရဲ့အစိပ်ပိုင်းဖြစ်ပြီးတော့ဂျပန်ကအင်အားသုံးဝင်ရှိတဲ့အခြေအနေမှာမထည့်သွင်းသင့်ဘူး။အဲ့လိုပြောဆိုမှုတွေမှာဥပဒေရှုထောင့်အတွက်ပြဿနာရှိတာထင်ရှားတယ်။အင်အားသုံးမှုတိုင်းတာကိုပော့ဆစွာတိုးချဲ့ခြင်းဟာအလွန်အနည်းများပြီးတော့ဂျပန်နိုင်ငံရဲ့အနာဂတ်လုံခြုံရေးမူဝါဒအပေါ်နှဆိုင်တဲ့တည်ရောက်မှုရှိနိုင်တယ်ဆိုပြီးထောက်ပြပြောဆိုသတိပေးခဲ့တယ်လို့သိရပါတယ်။ ပြီးတော့ဂျပန်နိုင်ငံအိုကီနာဝါခရိုင်ဂီနိုဝမ်မြို့မြို့တော်ဝန်ဟောင်းအထက်လွှတ်တော်အမတ်ယိုအီချီအီဟာကလည်းထိုင်းဝမ်မှာရေးကိစ္စရှိတယ်ဆိုတဲ့ပြောဆိုမှုနဲ့တက္ကသိုလ်ရှိရဲ့စီလျော်မှုရှိတဲ့ပြောဆိုချက်တွေကဂျပန်ကိုကိုပိုင်ကာကွယ်တပ်ဖွဲ့ကိုအဲ့ဒီကိစ္စမှာပါဝင်ပတ်သက်သွားစီပြီးတော့ကြီးမားတဲ့ထိခိုက်ဒေဆုံးမှုတွေဖြစ်စေနိုင်တယ်တက္ကသိုလ်ရှိရဲ့တရေရှင်ရဲ့ချက်တဲ့ခြေနေဆိုတဲ့ပြောဆိုချက်ကအလွန်ပြင်းထန်တဲ့ပေါ်ပြချက်တစ်ခုဖြစ်တယ်ဆိုပြီးပြောကြားသွားခဲ့ပါတယ်ဂျပန်နိုင်ငံ ဝါစီဒန်တက္ကသိုလ်ရဲ့အပ္ပမောက်ကတန်ကကိုတက္ကနိုးကလည်းထိုင်ဝမ်ရေကတရုတ်နိုင်ငံရဲ့ပြည်တွင်းဖြစ်ပြီးတော့ထိုင်ဝမ်မှာအရေးကိစ္စရှိခြင်းကိုဂျပန်ရဲ့အရေးကိစ္စရှိခြင်းလို့တိုက်ရိုက်ရှုမြင်တာဟာပင်ကိုယ်တည်းကိုကမှားယွင်းတဲ့ဆုံးဖြတ်မှုဖြစ်တယ်ဆိုပြီးသတင်းတော်တွေရဲ့မေးမြန်းမှုကိုဖြေကြားရင်းထောက်ပြသွားခဲ့ပါတယ်။မကြာသေးခင်နှစ်တွေအတွင်းကဂျပန်မီဒီယာတွေကသက်ဆိုင်ရာမှားယွင်းတဲ့အမြင်တွေကိုမပြေပင်းအောင်မကဘဲနဲ့တရုတ်ချင်းချောက်မှု theory ကို ုံကြီးချက်စဉ်းစားမပြတ်ပေါ်ပြနေပြီးတော့စစ်တပ်ကိုတိုးချဲ့ဖို့ကာဝေးသုံးစိတ်တီတိုးမြင့်ဖို့အကြောင်းပြချက်ရှာပေးနေတာကြောင့်မလို့ဟိုးရင်တွေကတင်းမာနေတဲ့ဒေတာတွေအခြေအနေကိုတစင်တိုးရှုပ်ထွေးစေတယ်လို့သူတို့ကရှုပ်မြင်တယ်လို့လည်းဆိုပါတယ်။တနိုင်ငံဆက်ဆက်ရေးပိုဆိုးမလာအောင်တာစီဖို့အတွက်ဝန်ကြီးချုပ်တကိုင်းရှိအနေနဲ့သူ့ရဲ့ပြောကြားချက်ကိုပြန်လည်ရုပ်သိမ်းသင့်တယ်ဆိုပြီးနိုဝင်ဘာ15ရက်နေ့ထုတ်ရှင်ဘွန်းအဂါဟာတာသတင်းစာကလည်းဖော်ပြခဲ့တယ်လို့ဆိုပါတယ်။ဂျပန်ထွေထွေသုတေသနအင်စတီကျူရဲ့နိုင်ငံတကာမဟာဗျူဟာအင်စတီကျူအကြီးအကဲ ဟီတိုရှိတာနာကာကတော့မကြသေးခင်ကရုပ်သံဗီဒီယိုထုတ်ဖို့ပြောဆိုမှုမှာဂျပန်ဝန်ကြီးချုပ်အနေနဲ့ထိုင်ဝမ်အရေးကိစ္စလိုမျိုးအလွန်ထိရှာလွယ်တဲ့ကိစ္စတွေကိုပုံပြီးသတိထားတဲ့နဲ့တရုတ်နဲ့ဆက်ဆံရေးကိုထိန်းထားဖို့ကြည်ရွက်ချက်မရှိဘဲအမေရိကန်ရဲ့ တရုတ်ကိုတာစီထိန်ချုပ်မှုနောက်ကိုလိုက်နေတယ်လို့ယူဆခံရရင်ဂျပန်တရုတ်ဆက်ဆံရေးကောင်းမွန်တိုးတက်ဖို့ခက်မှာဖြစ်တယ်သူကပြောဆိုချက်တွေကအကျိုးကျေးမှုများပြီးကောင်းကျိုးမရှိတယ်လို့ဂျပန်မျိုးသားကြိုးစည်းပွားနဲ့လည်းမကိုက်ညီဘူးဂျပန်ရဲ့တန်တမာရေးဥတီချက်ကတည်ငြိမ်ပြီးပုံမှန်ဖြစ်တဲ့နှစ်နိုင်ငံဆက်ဆံရေးထိန်းသိမ်းမှုဖြစ်တင်ပြီးတော့ထိုင်ဝမ်ရေးကိုအကြောင်းပြုပြီးတင်းမာမှုတွေလှုံ့ဆော်တာစည်ရေးတိုးချဲ့တာကိုမြင့်တင်တာတွေမလုပ်သင့်ဘူးလို့ဆိုသွားခဲ့တယ်ဆိုပြီးတွေ့ရပါတယ်ဟုတ်ကဲ့ ျွန်တော်တို့ဒီအကြောင်းအရာကိုမျှဝေတဲ့နေရာမှာအဓိကအားဖြင့်ဂျပန်သတင်းဌာနတွေနဲ့တရုတ်သတင်းဌာနတွေရဲ့နှစ်ဖက်ရေးသားမှုအပါအဝင်အခြားသောသတင်းဌာနအသီးသီးရဲ့ရေးသားမှုတွေကိုစုစည်းမျှဝေခြင်းဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီနေ့မျှဝေတဲ့တရုတ်နဲ့ဂျပန်ကြားကစောင့်ကြည့်ရမယ်တင်းမာလာတဲ့အခြေအနေတွေဆိုတဲ့အကြောင်းအရာစုစည်းမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ရဲ့မျှဝေမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ